ိမိကိုယ်ပိုင်ခွဲခြားစိတ်ဖြာပြီးသိနိုင်စွာမရှိဘူးဆိုလို့ရှိရင်မိမိရဲ့ပတ်ဝန်းကျင်မှာဆိုပါစို့တတိနားလဲတဲ့ပုံကိုယ်ရရှိတယ်။ငယ်ရွယ်လို့မသိဘူးဆိုရင်အမေရှိတယ်ဖေရှိတယ်ညီကောင်မောင်နှမတွေရှိတယ်ပညာရှိတွေရှိတယ်ရဟန်းတန်ကားတွေရှိတယ်လို့တင်တာနဲ့မလို့တင်တာမကွဲပြားဘူးမခွဲချက်တတ်ဘူးဆိုလို့ရှိရင်လည်းခွဲချလူလောကကြီးဟာရင်ကျေးတဲ့လူအတိုင်းဝိုင်းမှာ ဒီခွဲပြားခြားနာချက်တွေရှိပြီးသားပဲဖြစ်တယ်။ဘုရင်နာလို့ရင်ကဲကြတယ်။မပြောတဲ့နာ ပြောရင်ကဲကြတယ်။မတွေးတဲ့နာတွေတွေးပြီးတော့တွေးတာကြတော့လူမသိဘူးပေါ့နော်။မတွေးတဲ့နာတွေးတာကြတော့လူမသိဘူး။သို့တော်လူသိတာထုတ်ဖို့ပြောပြီးစရင်လူသိတယ်။ ကိုဒီလျောက်လုတ်ပြီးဆိုလူသိအပ္ပဇံကမပြောဘဲနဲ့လက်နဲ့ရေးပြီးတော့ပြောတာလေအပြောပဲလို့ဆိုအောင်ဒီကနေ့ခေတ်မှာတော့လူတွေရဲ့စိတ်ထဲမှာရှိတဲ့အရာတွေကိုစာနဲ့ရေးပြောတာရှိတယ်လို့ Facebook ထဲမှာရေးတာတွေလည်းရှိပါတယ်။ကိုပြောတဲ့စကားတွေကပိုးချဲလာတယ်။ရှင်းတော့ကတော့ကိုပြောတဲ့စကားပျောက်ပျောက်သွားတယ်။ကိုနားမှာနားထောင်နေတူဒီက10ခုလောက်ပဲကြားမယ်။ဒီနေ့ခေတ်တော့ Facebook တွေကတက်ပြောလိုက်ရင်တော့နောက်က live လုပ်တဲ့လူတွေတို့ comment လုပ်တဲ့လူတွေ ပြည့်ရှယ်လုပ်တဲ့လူတွေတို့လည်းဆိုသိမ့်ချီပြီးတော့တစ်မိနစ်တစ်စက္ကန့်အတွင်းတော့သိမ့်ချီဖြစ်။အဲတော့ကိုပြောဆုံးမှုကထိရောက်တယ်။ထိရောက်တယ်ဆိုတော့တစ်ဖက်သားအကျိုးသက်ရောက်မှုတွေရှိသွားတယ်။မမကန်ပြောလိုက်ပြီးဆိုလို့ရှိရင်မမမကန်စကားတွေကထိရောက်သွားတယ်။မမကန်ကပြောလိုက်ပြီးဆိုလို့လေသူသားတွေမှာအကျိုးရှိသွားကြ။